မင်္ဂလာပါတီချက်ဒီနာဖြစ်ပါတယ်တီချက်ဒီနေ့တင်မှာ Great Thomas ရဲ့ Chapter 7လေး Trigonometric Function အပိုင်းမှာ Exercise 7.2 Cos Graph အတွက်တွက်နေတာအရှိမ Example လေးတွေတွက်ပြီးသားဖြစ်ပါတယ်အခုဒီနေ့ကတော့ Exercise 7.2ရဲ့ Number 2လေးကိုတွက်မှာဖြစ်ပါတယ်အဲ့တော့တီချက်တို့သင်ခန်းစာလေးကြည့်ရအောင်နော် Draw the graph တဲ့ Draw ဆိုတော့ဆွဲပါတဲ့ the grab grab ပုံလေးကိုဆွဲပါဆိုတော့ तू ကဒီမှာ step by step မပါဘူးမပါတဲ့အတွက်ဒီချက်တော့ဒါတန်းဆွဲရုံပဲပေါ့နော်တပတ် e မှာက y equal to 1.2 cos x အတွက် တွက်မယ် b အတွက်က y = cos for x အတွက်တွက်မယ်နော်ဒါဆိုတော့အရင်ဆုံး y = 1.2 cos x အတွက်ထုံးစံအတိုင်းဆိုတော့ဒီလိုကဘသူ့ကိုအရင်စဉ်းစားလဲဆိုတော့ cos graph ဆိုရင် cos x ကိုအရင်စဉ်းစားမှာနော် cos x မှာ cos 0ပေးမယ်နော် cos ကို x နေရာမှာ0ပေးမယ် cos 0က1ပေါ့နော်ပြီးရင်ဘာပေးလဲ1 circle အတိုင်းပေးမှာမို့လို့ဘိုင်ဘိုင်2ပေးမယ်နော်အဲ့လိုမျိုးပေးသွားမယ်ဘိုင်ဘိုင်2ပြီးရင် တိုင်းပြီးမယ်ဝမ်းစကအတိုင်းပြီးမယ်ဒါကအခြေခံပေါ့နော်အဲ့ဒါရှေ့က graph ဒီမှာလည်းအသေးစိတ်ပြောခဲ့ပြီးသားဖြစ်တယ်ပြီးရင်ရှေ့ကအပိုင်းဒီမှာကဒီချက်လက်နဲ့လည်းဆွဲပြခဲ့တယ်ပေါ့အဲ့ဒါဆိုရင် graph က point ချတာနဲ့ဆွဲတာလောက်ကတော့ကလေးတို့ကတတ်သွားမှာဖြစ်ပါတယ်ဒါကြောင့်ဒီချက်အချိန်ကြာတာမို့လို့ဒါကတွက်ပြီးသားလေးကိုကြည့်ရအောင်ပေါ့နော်တွက်ပြီးသားဆိုတာက cost အတွက်ကိုဒီချက်ကပြန်မတွက်ပြတော့ဒါတိပြီးသားဖြစ်သွားလို့နော်ရှေ့က ဗီဒီယိုတွေမှာတည်ပြီးသားဖြစ်တယ်။ဒါဆိုရင် cost အတွက် အခြေခံစဉ်းစားပြီးအခုတစ်ချက်စဉ်းစားမဲ့ဟာကဘာအတွက်လဲ y equal to 1.2 cos x အတွက်ပေါ့နော်။ y equal to 1.2 cos x အတွက်ပေါ့အဲ့တော့အဲ့လိုဇရားနဲ့မတွက်ချင်လဲခလေးတို့ကဒါကိုမြားနဲ့သွားလို့လည်းရတယ်ပေါ့နော်ဒီလိုသွားလည်းရတယ်ကြိုက်တယ်လို့တွက်ပါ နော်ကြိုက်တယ်လို့အတွက်ကိုအဆင်ပြေတဲ့နီးလေးနဲ့တွက်လို့ရတယ်ဒါက point ရှာတဲ့နီးသိရင်ရပြီပေါ့နော်ကဲအဲ့ဒါဆိုရင်အခု teacher တို့ကသူ့မှာပါတာကဘာပါမလဲ1.2ဆိုတာက vertical scaling ဖြစ်တယ်နော် vertical scaling ဆိုရင် scale factor ကအတည့်ဖြစ်တယ် y ပြောင်းမှဖြစ်တယ်ဒါဆိုရင် x မပြောင်းဘူးနော် y ပြောင်းမှဆိုတော့1.2 y ပေါ့နော်အဲ့ဒါဆိုရင် teacher တို့ point ရှာမှာကရှေ့မှာရှာထားတဲ့ရဲ့ point မှာ ိတ်ကမပြောင်းဘူးဆိုရှေ့ရတန်ဖိုးကဒီအတိုင်းယူမှာပေါ့နောက်ကတန်ဖိုးဝိုင်းနေရလေးတွေမှာကနောက်ကပွိုင်းလေးတွေလိုက်ထည့်မယ်ပေါ့နော်အဲ့ဒါဆိုရင်ရှေ့ကမပြောင်းတဲ့အတွက်0ပဲနောက်ကဝိုင်းနေရမှာ1ထည့်ရင်1.2ပြီးရင်အရှိကပိုင်းပိုင်း2ပဲ0ဝိုင်းနေရမှာ0ထည့်မယ်ဆိုသူလဲ0ရမယ်ပြီးရင်ပိုင်းထည့်မယ်အပိုင်းကဒီတိုင်းပဲပေါ့နော် -1 ထည့်မယ်ဝိုင်းနေရမှာ -1 ဆိုရင် -1.2 ရမယ်ပြီးရင်3ပိုင်းပိုင်း2ကမပြောင်းဘူး ပြန်0ပေါ့เนาะ0ထည့်မယ်ဆိုရင် y နဲ့1.2နဲ့0နဲ့မြောက်တော့0ပဲရမယ်2ပိုင်ထည့်မယ် အဒူပိုင်ဒီတိုင်းရေးမယ်1ထည့်မယ်1ထည့်တော့1.2နဲ့1နဲ့မြောက်တော့1.2 minus 1.2ကမပြောင်းဘူး0ထည့်ရင်0ပဲရမယ် minus 5ကမပြောင်းဘူး minus 1ထည့်ရင် minus 1.2ရမယ်ပေါ့เนาะဒါဆိုရင်အခုဒီချက်ဆွဲရမှာက step by step မပါတဲ့အတွက်ဒီအခုဒီဒီ graph တစ်ခုပဲဆွဲရမှာပေါ့เนาะ graph တစ်ခုပဲဆွဲရမှာဒီ sheet ထည့်ဆွဲစရာမလိုဘူးတကယ်လို့ step by step မေးခဲ့ရင်เนาะအရှိတစ်ခုလဲဆွဲရမယ်နောက်တစ်ခုလဲဆွဲရမယ်နှစ်ခုလုံး ့ဆွဲရမယ်ပေါ့နော်အဲ့တော့ဒါက step by step မှာပါတဲ့အတွက်ဒီလိုတစ်ခုပဲဆွဲမယ်ဒါဆိုရင်သူ့ကိုဆွဲဖို့အတွက် point ချမယ်တကယ်တော့အချိန်ကြာလို့ဆွဲပြီးသားတော့ကလေးတို့ဒါ point ချတတ်ပြီးပိုင်ပိုင်ဒူးဆိုရင်ဘယ်လောက်လဲဆိုတာလဲ calculator နှိပ်လိုက်เนาะ3.14ကိုဒူးနဲ့စားမှာဖြစ်တဲ့အတွက်1.6လောက်မှရှိမယ်လို့သိပြီးသားပိုင်ဆိုရင်3.14မှာချမယ်3ပိုင်ပိုင်ဒူးဆိုဘယ်လောက်ဆိုတာဒါကလေးတို့ကသိပြီးသားဖြစ်သွားပြီရှေ့ရဇက်တိုက်ကြည့်ခဲ့တဲ့ကလေးရเนาะသိပြီးသားဖြစ်သွားလို့အချိန်ကြာလို့တကယ်ဒီတိုင်းတန်းပြောသွားမယ်ပေါ့เนาะအဲ့ဒါဆိုရင် point လေးတွေချတဲ့အခါမှာပထမတစ် point ဒီ0.0 1.2ဖြစ်တော့တဲ့ x က0 y က1.2ဆိုတဲ့အတွက်1.5မှာရှိမှာနော်အဲ့ဒါကြောင့်မလို့0ကောမှာ1.2 1.5လို့ရေးခြင်းလည်းရတယ်ဒါတပွိုင်းရမယ်ဒုတိယတပွိုင်းကကြတော့5.2ကောမှာ0ဆိုတော့ ။ by by 2ဆိုတော့1.6เนาะ0ဆိုတော့ဒီမှာရှိမှာမလို့တာက by by 2,0တခါနောက်တစ် point ကကြတော့ by comma -1.2 by ဆိုတော့3.14 -1.2 ဆိုတော့အောက်ဖက်မှာ0.5เนาะဒါဆိုရင်ဒီမှာရှိမယ်ဒါလေးက by comma -1/2 เนาะแกနောက်တစ် point ကြည့်နောက်တစ် point ကကြတော့3/2 0ဆိုတော့ဝင်ရိုးมาဖြတ်မယ်ပေါ့เนาะအဲ့တော့ဒါလေးက3/2 0တခါနောက်တစ် point နောက်တစ် point ကကြတော့2/1/2ဆိုတော့3.3လောက်มาချပါပေါ့เนาะ1/2 uh sorry 3.3ရက်3.14နှစ်ခါနော်နှစ်ခါဆိုတော့6.2လောက်မှရှိမယ်ဒီမှာပေါ့ဒါလေးက2ပိုင်းနော်2ပိုင်းကောမှာ1ပိုင်း2ဖြစ်တယ်ကဲဒါဆိုတာအပေါင်းဘက်ကိုတချို့တို့က5 key point ပြီးသွားပြီနော်အနှုတ်ဖက်နှစ်ခုထဲမှာဆိုတော့ minus pi by 2ကောမှာ0ဆိုတော့ဝင်ရိုးမှာဖြတ်နော် minus pi by 2ကောမှာ0နော်ဒါလေးက ဝင်ယူมาဖြတ်မယ်တခါနောက်တစ် point ကကြတော့ minus point ကိုမှာ minus 1.2เนาะဒါလေးက minus point ကိုမှာ minus 1.2เนาะဒါဆိုရင်အခုတချို့က ကလေးတို့ကတော့ point အရင်ချရမှာတချဲပုံကိုလက်နဲ့ဆွဲနေကြတာမို့လို့เนาะရှေ့မှာဆွဲပြခဲ့ပြီးပြီမို့လို့အဲ့တော့ကလေးတို့ကဒီမှာကိုက minimum မှာ point ကရှိနေရင်အပေါ်လေးကစဆွဲဆိုတော့ဒီလိုအပေါ်ဒီလောက်ကနေစဆွဲเนาะဒီလိုကနေစဆွဲမယ်ဒါဆိုမြားကိုဒီမှာတက်လိုက်เนาะမြားကိုဒီမှာတက်လိုက်ဒီဖက်မပါတော့ဘူးပေါ့ကလေးတို့ကြတော့เนาะဒါကတချဲအပြည့်ဆွဲထားတာမို့လို့ဒါဆိုဒီဖက်ကကြတော့ဒီ maximum မှာစုံနေတာဖြစ်တဲ့အတွက်အောက်လေးကိုနည်းနည်းဆင်းပြီးဒီလောက်မှာရက်ချင်လေး ဲရတယ်ဒီအောက်ထိနည်းနည်းဆက်ဆွဲချက်လဲရတယ်เนาะအဲ့တော့မြားလေးကအလောက်မှာတက်လိုက်ဒါဆိုရင်ရပြီပေါ့เนาะဒါဆိုရင်ပုံက graph ကရသွားပြီရပြီဆိုရင်ဒီချက်တော့ဒီ graph ဆွဲပြီးတာ ਨੇ ဒီဘက်မြားဆက်မှာဖြစ်ဖြစ် y ရဲ့ equation တိုက်ရမယ်ကြိုက်လွတ်တဲ့နေရာပေါ့เนาะ y 1.2 cos x အတွက်ဆွဲထားတာပေါ့ဒါလေးတက်မယ်တက်ပြီးရင်အခုဒီချက်တော့ဒီမှာကြတော့ plus k တွေ plus h တွေမပါသေးဘူးเนาะ minus h plus k တွေမပါတယ် translation မပါတာမို့လို့ mid line က y equal to 0ပဲပေါ့เนาะ y equal to 0ဆိုတော့ဒါလေးက mid line ပဲ x axis ပေါ့เนาะ mid line y equal to 0 x axis ပေါ်မှာရှိမယ်ပြီးရင်ဒီချက်တို့ထုံးစံအတိုင်းရေးရမှာက period တို့ amplitude တို့ရေးမယ်ပေါ့เนาะဒါဆိုရင်အခုဒီချက်ရေးရမှာက mid line midline က y = k ဖြစ်တဲ့အတွက် y = 0ပေါ့နော် k မပါသေးဘူးပြီးရင် midline ပြင်ပါရေးမလဲ period ရေးမယ် amplitude အရင်လာလဲရအောင်နော် period ကကြတော့2ပိုင်းပိုင်း b ဖြစ်တဲ့အတွက်ဒီမှာ b လည်းမပါသေးဘူးပေါ့နော် b မပါဘူးဆိုတော့2ပိုင်းပဲပေါ့ period က2ပိုင်းတခါ amplitude เนาะ amplitude ကကြတော့ modulus of e လို့ပြောတဲ့အတွက်ဒီမှာ a နေရာမှာ1/2ရှိတာเนาะဆိုတော့ a နေရာမှာ1/2မဟုတ်လို့ mod 1/2ဆိုရင်1/2ပဲဒါက amplitude ပြီးရင်ပါရေးမလဲ domain ရေးမယ်နော် sin နဲ့ cos graph က domain ဒီ x axis တခြားရှိနေတာဖြစ်တဲ့အတွက် domain က r ပေါ့နော် r ကိုမှကလေးတို့က the set of နဲ့ရေးချင်လဲရတယ်နော် r တစ်လုံးနဲ့ရေးချင်လဲရတယ်တခါ range range ကကြတော့ y axis ကိုကြည့်ရမှာဖြစ်တဲ့အတွက် graph မှာကြည့်လဲရတယ်လို့ပြောပြီးသားဖြစ်တဲ့ formula နဲ့သုံးလဲရတယ်လို့ပြောထားတယ်เนาะဒါဆိုအခု teacher တို့ရဲ့အမြင့်ဆုံး maximum point လေးက y tan 4 1 by 2အနိမ့်ဆုံး minimum point လေးက y tan 4 1 by 2ဒါကြောင့်မို့လို့ -1 by 2နဲ့1 by 2ကြားမှာရှိမယ်ဒါကြောင့်မို့လို့ the set of y such that -1 by 2 less than or equal y less than or equal 1 by 2ဖြစ်မယ်ကဲ ဲ့ဒါပြီးရင်ဒီစလိုကပုံမှန်ပါတွေတိုက်ရမလဲ period နဲ့ amplitude နဲ့လာတက်မယ်ဒါဆိုရင်0ကနေ2ပိုင်အထိက period ဖြစ်မယ်နော်ဆိုတော့0ကနေ2ပိုင်အထိเนาะဒါဒီလိုလေးကိုပေဒန်တားလိုက်เนาะကလေးတော့ပေဒန်ချလိုက်ပြောတာပေဒန်ချလိုက်ဒါမှဒီမှာ period ဘယ်လောက်အထိဆိုတာကလေးတို့တန်းသိမှာဖြစ်တယ်เนาะဒီအပေါ်က2ပိုင်နဲ့ဒါနှစ်အောင်ချပြီဒါဆိုရင်ဒါလေးက period ပေါ့เนาะ period equal to d 2 pi ဖြစ်တယ်ပြီးရ amplitude ကတော့ကလေးတို့လွတ်တဲ့နေရာမှာ maximum နဲ့ midline ကြားမှာဆွဲလိုက်ရပြီဒါဆိုရင်ဒါလေးပေါ့เนาะဒါလေးရတစ်ချက်ကမဆန့်တဲ့အတွက်ပါလုံးလဲမြားထိုးပြီးရေးမယ်ဆိုတော့မြားလေးထိုးလိုက်ပြီးရင်ဒါလေးကို amplitude လို့ရေးပေါ့เนาะ equal to 1 by 2เนาะโอเคဟုတ်ပြီအဲ့ဒါဆိုရင်ဒီစရုံးမှာ x axis လေးထည့်မယ်ပေါ့เนาะ x axis ထက် y axis ထက်ပြီးရင် period ပါမယ် five key point ရဲ့တန်ဖိုးတွေ point ချမယ် mid line တက်မယ် period တက်မယ်ဆိုပုံအားစုံသွားပြီပေါ့ရမလားโอเคဟုတ်ပြီเนาะရပြီဆိုရင်ဒီစက်နောက်တစ်ပုတ်လေးဆက်ကြည့်ရအောင် b လေးကြည့်မယ်ပေါ့နော်အဲ့တော့ b အတွက်ကျတော့ဒီချက်လို့ထုံးစံအတိုင်းပဲဆိုတော့ get cos x အတွက်ကတော့အရင်စဉ်းစားမှဖြစ်တဲ့အတွက် cos b တဲ့ဟာလေးကိုတော့မပြောတော့ဘူးပေါ့နော်ခုနကလည်းပြောခဲ့ပြီဆိုတော့အခုတွက်မှာက cos 4x အတွက်ပေါ့နော်အဲ့တော့ 4x ဆိုတဲ့အတွက်ဒီ4လေးကပါလေ horizontal scaling ဖြစ်တယ်ဒါကြောင့်မလို့ scale factor ဒီပြောင်းပြန်ယူရမယ် x ပြောင်းတာဖြစ်တဲ့အတွက် x ကိုမြှောက်ရမှာမို့လို့ 1/4x comma y ပေါ့เนาะ y မပြောင်းဘူးဒါဆိုရင်တချို့လူအရှိပြောင်းမှာဖြစ်တဲ့အတွက်ဒီရှေ့ရဂိမ်းလုံးလေးတွေကို x နေရာမှာလာတဲ့နောက်က y ကမပြောင်းဘူးဒီတိုင်းပဲပြန်ဘူးမယ်အဲ့ဒါဆို 1/4x ဆိုတဲ့ဆိုတဲ့အတွက် x နေရာမှာ0ထည့်လိုက်ရင်1/4နဲ့0နဲ့မြောက်တော့0ပဲပေါ့เนาะ0 comma နောက်က y က1เนาะ0 comma 1မှာပဲနောက်2/2က x နဲ့အမပိုင်ပိုင်2ထည့်လိုက်ရင်ပိုင်ပိုင်8ဖြစ်သွားမှာပေါ့1.4နဲ့မြောက်တော့เนาะပိုင်ပိုင် 8, y နဲ့အမ0ပဲပေါ့เนาะ0ပြီးရင်ပိုင်ထည့်မယ်ဆိုရင်ပိုင်ပိုင်4ဖြစ်မယ်ပိုင်ပိုင် 4, y က -1 ပြီးရင်3ပိုင်ပိုင်2ထည့်ရင်3ပိုင်ပိုင်8ဖြစ်သွားမယ်ပေါ့เนาะ3ပိုင်ပိုင် 8, 0 ဒူးပိုင်ထဲရင်ဒူးနဲ့ဖောနဲ့ကြည်မှာဖြစ်တဲ့အတွက်ပိုင်ပိုင်ဒူးပေါ့နော်ပိုင်ပိုင်ဒူးကောမှာ1ဖြစ်မယ် minus ပိုင်ပိုင်ဒူးထဲရင် minus ပိုင်ပိုင်8ရမယ်ကောမှာ0ပဲပေါ့နောက်ကတော့နော် minus ပိုင်ထဲရင် minus ပိုင်ပိုင်4ကောမှာ minus 1မယ်ဒါဆိုဒီကလည်း draw ပိုင် draw draw step by step မှာပါတာဖြစ်လို့ဆွဲရမှာကဒီတစ်ဆင့်အတွက်ပဲဆွဲမယ်ပေါ့နော်ဆိုတော့ပထမ point ပုံကတော့ဆွဲပြီးသားလေးပဲကြည့်မယ်နော်ဒီချက် point လေးလိုက် က်ချပြမယ်ဆိုတော့0.0,1မှာ1ပွိုင်းပေါ့နော် x က0 y က1ဒါဆိုဒါလေးက0.1မှာတပိုင်းဒုတိယတပိုင်းကဘယ်လောက်လဲဘိုင်းဘိုင်း8.0ဆိုတော့3.14ဖြစ်တဲ့အတွက် calculator မှာနှိပ်လိုက်မယ်8နဲ့စာလိုက်မှာပေါ့နော်ဒါဆိုတော့8ဘိုင်းဘိုင်းဘိုင်း8.0မှာတပိုင်းပေါ့နော်ဘိုင်းဘိုင်း8.0တပိုင်းပြီးရင် pi by 4, comma, minus 1เนาะဆိုတော့ pi by 4, comma, minus 1ဆိုတော့အောက်ဖက်ကိုဆင်းလာမယ်เนาะဆိုတော့ဒါလေးက pi by 4, comma, minus 1တခါနောက်တစ်ခုက3 pi by 8, comma, 0အဲ့ဒီဒသမဂိမ်းကြီးက calculator နှိပ်လိုက်เนาะ3 pi by 8, comma, 0မှာ divide ပြီးရင်အပေါ်တက်သွားမယ်เนาะ အပေါ်တက်သွားမယ်ကပိုင်ပိုင်2 1ဆိုတော့1.6လောက်မှရှိမယ်ပိုင်ပိုင်2အပေါ်တက်မယ်1တကွက်ပေါ့နော်ပြီးရင်နောက်တစ်ပိုင်းက minus pi by 8,0เนาะအနှုတ်ဖက်သွားမှာ minus pi by 8,0နောက်တစ်ပွိုင်းကကြတော့ minus pi by 4 comma minus 1 no minus pi by 4 comma minus 1ဒါဆိုကလေးတို့ဒီမှာ point ကဒီမှာဆုံးပြီပေါ့เนาะဒီဖက်ကကြတော့ point ကဒီမှာဆုံးပြီဒါကတချို့ရဲ့1 period နဲ့ ไฟกีพอยต์เนี่ยอนุภัท2พอยต์เนี่ยป่ะเนาะ DTP B ဒါဆိုဒီမှာ maximum น้ํามาကလေးတို့ย่าราဖြစ်တဲ့အတွက်အောက်ကိုเนเน่ဆက်กวยลายามาဖြစ်တယ်เนาะ maximum ရောက်နေအောက်ကိုဆက်กวยลาဒီလောက်มาရက်ချင်လဲရတယ်လို့အောက်ထိเนเน่ဆက်ဆွဲပြီးဒီမှာများထိုးလဲရတယ်ဒီဖက်ဒီမပါတော့ဘူးเนาะဟုတ်ပြီလားတခါဒီမှာလဲ minimum မှာ ဒီချရုတ်ကဒီမီနီမမ်နေရာမှာစုံနာဖြစ်တဲ့အတွက်အပေါ်ကဆဆွဲပေါ့နော်ဒီအပေါ်အကွေးဒီလိုဝေးမှာဖြစ်တဲ့အတွက်ဒီအပေါ်လေးကနေဆဆွဲဒီလောက်ကဆဆွဲလဲရတယ်နော်ဒီလောက်ကဆဆွဲလဲရတယ်ဒီအပေါ်လောက်ကဆဆွဲလဲရတယ်ဒါဆိုရင်ဒီချက်ဒီမှာမြားလေးဒီလောက်မှာတက်မယ်ဒီနားကဆွဲတဲ့ကလေးကဒီလောက်ကနေတက်ပေါ့နော်ကဲဟုတ်ပြီအဲ့ဒါဆိုရင်မြားတက်ပြီးတဲ့အခါမှာဆိုရင်ကလေးတို့ကဒီဘက်ချန်လီတာမပါတော့เนาะမြားဒီမှာတက်မယ်ပြီး y equation လေးတက်မယ် cos 4x เนาะ ကဲ y equation လေးတက်ပြီးသွားတဲ့အခါမှာဘာတွေစဉ်းစားမလဲဆိုတော့ဒီ cos for x အတွက်ဆိုရင် minus h နဲ့ plus k မပါဘူး translation မပါတဲ့အတွက်သူရဲ့ mid line ဟာ x axis မှာပဲရှိမယ်။ဒါဆိုရင်ဒီ x axis ဝင်ရိုးပေါ်မှာเนาะကြီးလိုက်ပေါ့ mid line mid line က y equal to 0เนาะ x axis ပေါ်မှာရှိမယ်။ဆိုတော့ဒီချေ period တွေ amplitude တွေရေးမယ်။ ဒါဆိုရင် तू က cos for x ဖြစ်တဲ့အတွက် b ရ for b ရ for e ရမ1ပေါ့နော် e က1ဒါဆိုရင် teacher ရဲ့ဘာလဲ mid line က y 0ဖြစ်မယ် period က2 by by b ဖြစ်တဲ့အတွက် b ရ for နော်အဲဆိုတော့ by by 2ဖြစ်မှာပေါ့နော် amplitude ကကြတော့1ဖြစ်မယ်နော် ပြီးရင် domain ကတော့ a ပဲ range ကဒီစရုပ်ရဲ့အမြင့်ဆုံး point ကိုကြည့်เนาะအမြင့်ဆုံး point က maximum မှာ1ဖြစ်ပြီး minimum မှာ minus 1ဖြစ်တဲ့အတွက် minus 1နဲ့1ကြားပေါ့เนาะ minus 1 less than or equal to y less than or equal to 1ကြားမှာရှိမယ်ဒါဆိုပုံမှန်သွားတက်ဖို့က period နဲ့ amplitude နဲ့တက်မယ် period ကပိုင်းပိုင်းတူအထိယူမယ်เนาะဆိုတော့ဒီစရုပ်ရဲ့ period က0ကနေပိုင်းပိုင်း duty ဆိုတော့ဒီမှာเนาะဒီအပေါ် point နဲ့တန်းအောင်ကလေးတော့အဲ့ဒီမှာပေတံလေးချပြီးဒီအဆုံးမှတ်လေးနေရာကိုကြည့်เนาะတက်တက်လေးမှထားဒါဆိုဒါက period ပေါ့နော် period က equal to π/2 เนาะဆိုတော့ amplitude ကကျတော့1ဖြစ်တဲ့အတွက်ဒီကျတော့ကြိုက်တဲ့လွတ်တဲ့နေရာမှာတက်လိုက်เนาะ လွတ်တဲ့နေရာမှာတက်လိုက်ဆိုတော့ဒီချက်အနီနဲ့တက်လိုက်တဲ့ဟာလေးပေါ့နော်အနီနဲ့တက်လိုက်တဲ့ဟာလေးက amplitude ဒီချက်ကအပေါ်မှာမလွတ်တော့လို့နော်အဲ့တော့အဲ့ဒီနေရာလေးကိုမြားထိုးပြီးရေးလိုက် amplitude equal to 1เนาะ ကဲအဲ့ဒါဆိုရင် x axis တက်ပြီးကလေးတို့ကဒီနေရာမှာပဲဆက်မှာမများကเนาะဒီလောက်မှာပဲရှိလိမ့်မယ်။ဘာလို့လဲဒီဘက်ကမကြံဘူးเนาะအဲ့ဒါမှာ x axis တက်လိုက်အပေါ်မှာ y axis တက်လိုက် mid line ပါမယ် amplitude ပါမယ် period ပါမယ်ဆိုရင်ပုံကရသွားပြီပေါ့။ရမလား။ကဲဟုတ်ပြီเนาะအဲ့ဒါဆိုရင်ဒီ channel video လေးကိုဆက်ဆောင်ကြည့်ပေးပါ။အားလုံးမင်္ဂလာပါ။